မင်္ဂလာပါ theology တလုံးစာရဲ့ morning devotion season ကနေကျေးဇူးပါတယ်ကျွန်တော်တို့အရင်ဆုံးဆုတောင်းခြင်းနဲ့ဆက်ပြုကြရအောင်ကောင်းကင်ဘုရားစကြဝဠာလုံးလုံးကိုဖန်ဆင်းတော်မူသောရှင်ဖဖရားယေရှုတင်နေခရစ်ယာန်ဖန်ဆင်းတော်နေရဲ့အသစ်အတွက်ယေရှုတင်နေခရစ်ယာန်ဂယုနာတော်အသစ်အတွက်ယေရှုတင်နေခရစ်ယာန်ဂယုနာတော်ကြောင့်သာဒီကနေ့ကျွန်တော်တို့အသက်ဆက်နိုင်ခြင်းဖြစ်ပါတယ်ခရစ်ယာန်ရဲ့ဂယုနာတော်ကြောင့်သာလေခရစ်ယာန်တမန်တော်ရာကိုခံယူခွင့်ရခြင်းဖြစ်ပါတယ် ရရှင်ရအဘအဖလိုခေါ်ခွင့်ရခြင်းဖြစ်ပါ၏ယေရှုတင်လက်တပိုင်းသောတော်သခင်ရှုနာမ၌စာပြပါရပါဗျာအာမင်ဒီနေ့မှာတော့ယောရှုမှတ်စာခန်းကြီး20အငယ်1ကနေအငယ်3ကိုဆင်ခြင်ခံယူมาဖြစ်ပါတယ်ယောရှုမှတ်စာခန်းကြီး20အငယ်1ကနေငယ်3ဖြစ်ပါတယ်တပန်ထာဝရဘုရားသည်ယောရှုကိုခေါ်တော်မူ၍တင်ဒီဣသေလအမျိုးသားတို့အားဆင်ဆိုရမည်မှာ ငါသည်မောရှိအာဖြင့်မှားထားသည့်အတိုင်လူအသက်ကိုတတ်မည်ဟု အကြံမရှိဘဲအမတ်တမဲ့တတ်မိတော်သူသည်ပြေး၍မိခိုရာမြို့တို့ကိုရွေးထားကြလော့တေစာတေစီတော်သူလက်နှင့်လွတ်၍မိခိုရာမြို့ဖြစ်ရသည်ထရှိသွားသောတမကျွန်းသားအဖြစ်ဖျားသခင်ပြင်ဆင်ပေးထားသောကောင်းကြီးမင်္ဂလာ သင်ပေါ်မှာရှိပါစေ။ ဒီနေ့ဖတ်ရှုသွားတဲ့တမန်ကျမ်းစာမှာတော့ထာဝရဘုရားသခင်ရဲ့အကြံအစီတော်တစ်ခုကို တွေ့ရပါတယ်။ထာဝရဘုရားသခင်ရဲ့အလေးအလာတော်တစ်ရက်ကိုတွေ့ရပါတယ်။ဒါကတော့လူအသက်ကိုမတော်တဆအမှတ်တမဲ့တတ်မိတဲ့သူတွေရှောင်တိန်နေထိုင်နိုင်ဖို့မြို့တွေကို ထားရှိစေခြင်းဖြစ်ပါတယ်။မိခိုရာမြို့လို့ခေါ်ပါတယ်။တမျိုးတည်းမဟုတ်ပါဘူး၆မြို့ရှိခဲ့ပါတယ်။မြို့ပေါင်း၆မြို့ရှိခဲ့ပါတယ်။ ဒီလိုမျိုးတွေနေရာအနှံ့မှာ6မျိုးထားရှိခြင်းရဲ့အဓိကရည်ရွယ်ချက်တစ်ခုကတော့ရှောင်းတိန်ပြေးဝင်မိခုမဲ့သူတွေနှိဆက်ရာနေရာကိုပြေးနိုင်ဖို့ရန်အတွက်ဖြစ်တယ်လို့မြင်မိပါတယ်။ကရွေးတရားရောက်ကမတော်တဆလူတက်မိခဲ့တယ်ဆိုရင်လူပရိသတ်ရှိမှာဥပဒေနဲ့အညီစစ်ဆေးမှုကိုခံယူခွင့်ရတဲ့အထိအဲ့ဒီမျိုးမှာနေရပါတယ်။စစ်ဆေးမှုကိုခံယူပြီးရင်တော့ကိုယ်အိမ်ကိုပြန်ခွင့်ရှိပါတယ်။ဒုတိယအနေနဲ့ကတော့ စစ်ဆေးမှုကိုမခံရရင်တော့ယေဘရဟိမင်းကွဲလွန်သွားခဲ့ရင်အဲ့ဒီလူကပြစ်ဒဏ်ခံရမယ့်အနေအထားကလွတ်မြောက်ပြီးအိမ်ပြန်ခွင့်ရှိပါတယ်။ဒါကတော့တမန်ကျမ်းစာမှာဖော်ပြထားတဲ့ခိုလုံရမျိုးမိခိုရမျိုးနဲ့ပတ်သက်တဲ့အကြောင်းအရာဖြစ်ပါတယ်။ဒီလိုလူသက်မိတဲ့သူတွေပြေးပြီးခိုလုံဖို့မြို့ထားရှိစေတာဖျားသခင်ရဲ့အလေးအလာတော်ကိုဘယ်လိုနားလဲစေလဲ။ ဒီမိခိုယာမျိုးထားရှိခြင်းကနေပြီးဖျက်သခင်ကျွန်တော်တို့ကိုဘာသိစေခြင်းလဲပထမဆုံးအယိုးရှင်ဆုံးနားလည်မိတာကတော့ကလေးစားခြေခြင်းမရှိအောင်ဖျားသခင်လှုပ်ဆောင်တယ်လို့နားလည်မိပါတယ်ကလေးစားခြေခြင်းမရှိအောင်ဖျားသခင်လှုပ်ဆောင်တယ်လို့နားလည်မိပါတယ်လူတွေကကိုယ့်ကိုတစ်ချက်ထိရင်ကိုယ်ကလည်းတစ်ချက်ပြန်ထိလိုက်ရမှာတရားတယ်လို့ခံယူမိတတ်ပါတယ်နာမည်ကြီးကိုတော်ဥပဒေကိုလည်းအနေနဲ့များအားလုံးကြားဘူးကြမှာပါ မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံးပြန်ပေးရမယ်ဆိုတဲ့ဥပဒေပါအကယ်၍လူတစ်ယောက်ယောက်ကတခြားတစ်ယောက်ယောက်ကိုတည်စေခဲ့တယ်ဆိုရင်တည်ဆုံးသွားတဲ့သူရဲ့မိသားစုဝင်တွေအနေနဲ့ကတော့တကယ်ကိုအစာထိုးလို့မရနိုင်တဲ့ဆုံးရှုံးမှုကြီးတစ်ရက်ဖြစ်သွားနိုင်ပါတယ်ဒီအခါလက်တုံပြန်ခြင်းတဲ့သူကလေစားချေခြင်းတဲ့သူဆိုတော့လေရှိလာနိုင်တာပါပဲဒီလို လက်တုံပြန်ကလေစားချေခြင်းမျိုးကိုဘုရားသခင်ကမဖြစ်အောင်လှုပ်ဆောင်ခဲ့ပါတယ် ဖျားသခင်ကလက်တုံးပြန်ကလေးစားချေခြင်းကို အားမပေးပါဘူး။ဒါကဖျားသခင်ရဲ့အကြံအစီနဲ့လိလတော်တရားဖြစ်ပါတယ်။လက်တုံးပြန်ကလေးစားချေခြင်းကို ထာဝရဖျားသခင်မနစ်သက်ဘူး။တရားဥပဒေနဲ့အညီစီရင်ခြင်းဖြစ်ဖို့ကို အလိုတော်ရှိတယ်။ဒါကြောင့်ယောမအဝါဒခန်းကြီး7အငယ်7မှာအဘယ်သူကိုမြရန်တုံးမမူကြနဲ့။လူအပေါင်းတို့ရှေ့မှာ တင့်တယ်လျောက်ပတ်သောအကျင့်ကိုကြံစီကြလော။ဤတကအငယ်7မှာ ဆွေသူတို့သူတပားသည်တင်းတို့ကို ပြင်မှားလျင်ကိုတိုင်ပြန်၍မတုံညာနှင့်အမျက်တော်ကို အခွင့်ပေးကြလောဆိုပြီးအမိန်ပေးထားပါတယ်။ငါနာကျင်ရလို့သူနာကျင်အောင်ပြန်လုချင်တာမျိုးကိုထာဝရဘုရားသခင်မနှစ်သက်ပါဘူး။အဲကြောင့်ပထမတစ်ချက်နေနဲ့ကတော့မိခိုယာမျိုးကကလေစားခြေချင်းမရှိစေဖို့ရန်အတွက်ဘုရားသခင်လှူဆောင်ချက်တည်းရဖြစ်တယ်။ဒုတိယအနေနဲ့မိခိုယာမျိုးသည် အမှတ်တမဲ့အပြစ်ကျူးလွန်မိတဲ့သူတွေကိုအကာအကွယ်ပေးဖို့ဖြစ်ပါတယ်။အမှတ်တမဲ့အပြစ်ကျူးလွန်မိတဲ့သူတွေကိုအကာအကွယ်ပေးဖို့ဖြစ်ပါတယ်။အပြစ်က အပြစ်ပဲအပြစ်လို့ရင်ခံရမှာပဲလို့ကျွန်တော်တို့ပြောတတ်ကြပါတယ်။တတဆားလဲကျက်သွန်နှစ်တဆားလဲကျက်သွန်အပြစ်ကအပြစ်ပဲလို့ပြောတတ်ပါတယ်။ဖျားသခင်ကအမှတ်တမဲ့အပြစ်လုံးမိတဲ့သူအတွက်လွတ်မြောက်ရာလမ်းကိုပြင်ဆင်ပေးတဲ့ဖျားဖြစ်ပါတယ်။အပြစ်ကအပြစ်ပဲမှန်ပေမဲ့ အမှတ်တမဲ့အပြစ်လုံးမိတဲ့သူအတွက်လူမျိုးရလမ်းကိုပြင်ဆင်ပေးတတ်သောဖရာဖြစ်ပါတယ်။ဒီလိုမတိပဲအပြစ်လုံးတဲ့သူလို့ပြောတဲ့အခါအမှတ်တမဲ့အပြစ်လုံးတဲ့သူလို့ပြောတဲ့အခါကျွန်တော်ချက်ချင်းသတိရမိတာကတော့လဝါကတိုင်းပေါ်မှာသခင်ယေရှုခရစ်တော်ပြောခဲ့တဲ့စကားတစ်ခွန်းဖြစ်ပါတယ်။အိုအဖာသူတို့၏အပြစ်ကိုလွတ်တော်မူပါသူတို့သည်ကိုပြုတော်မူကိုမတိကြပါဆိုပြီးလဝါကားတိုင်းပေါ်ကနေဆူတောင်းပေးခဲ့တဲ့စကားကိုတတိယမိပါတယ် သခင်ယေရှုခရစ်တော်ကိုလဝါကားတိုင်းပေါ်တင်ပြီးတက်နေကြတဲ့သူတွေအတွက်သခင်ယေရှုဆူတောင်းတာပါအဲဒီလိုသူ့ကိုလဝါကားတိုင်းပေါ်တင်ပြီးတက်နေကြတဲ့သူတွေကိုသခင်ယေရှုခရစ်တော်ကသူတို့သည် ကိုပြုသောအမှုကိုမတိကြပါအပြစ်ကိုလွတ်တော်မူပါလို့ဆူတောင်းပေးခဲ့ပါတယ်ဒီလောက်ထိရရဆက်ဆက်လူအသက်ကိုတတ်ဖို့စနစ်တကျလုံနေတဲ့သူတွေကိုသခင်ယေရှုခရစ်တော်ကသူတို့သည်ကိုပြုသောအမှုကို မတိကြပါလို့ဖော်ပြပါတယ်ကျွန်တော်နားလည်မိလိုက်တာကတော့ကျွန်တော်တို့လူတွေအားလုံးက ကိုပြုတ်တော့အမှုကိုမတိပဲအပြစ်လုံးမိနေတတ်ကြတဲ့သူတွေဖြစ်ပါတယ်ကျွန်တော်တို့လူတွေအားလုံးကအပြစ်တရားရဲ့လွှမ်းမိုးမှုအောက်ကို ရောက်ပြီး ကိုယ်တိုင်တော်မှ ကိုလှုပ်တဲ့လှုပ်ရရဲ့အတိမ်အနက်ကို နားမလဲပဲအပြစ်ကိုပြုတ်တတ်ကြပါတယ်တနည်းအားဖြင့်တော့အပြစ်ရဲ့စေခိုင်းမှုအောက်ကအပြစ်ဒုက္ခတွေ ဖြစ်တယ်လို့မြင်မိပါတယ်ဒီလိုအပြစ်တရားရဲ့လွှမ်းမိုးစေခိုင်းမှုကြောင့် မရှောင်နိုင် မတိန်နိုင်အပြစ်ကိုလုံးမိနေတဲ့ကျွန်တော်တို့အားလုံးအတွက် ကျွန်တော်တို့ရဲ့အရှိကနေမာမာမမရက်တီပြီးကာကွယ်ပေးမဲ့သူကတော့သခင်ယေရှုခရစ်တော်ဖြစ်ပါတယ်။လဝါကတိုင်းပေါ်မှာသခင်ယေရှုခရစ်တော်အသေးခံခဲ့ခြင်းကလည်းကျွန်တော်တို့အရှိကနေမာမာမမရက်တီပေးဖို့ရန်အတွက်ဖြစ်ပါတယ်။သခင်ယေရှုခရစ်တော်ဒီကျွန်တော်တို့အပြစ်အတွက်ရှေ့နေလိုက်ကာကွယ်ပေးတဲ့သူဖြစ်ပါတယ်။ တနည်းအားဖြင့်တော့သခင်ယေရှုခရစ်တော်သည်မိခိုရာမြို့တစ်မြို့လို့ဖြစ်ပါတယ်။သခင်ယေရှုခရစ်တော်ထံပြေးဝင်မိခိုတဲ့သူတွေကလုံခြုံခွင့်ရမှာဖြစ်ပါတယ်။ဂျေစုတရားနဲ့အညီစီရင်ပေးခြင်းကိုခံရမှာဖြစ်ပါတယ်။အပြစ်လုံးမိတဲ့သူတွေလောက်ရမယ့်အရာတခုတော့ရှိပါတယ်။အဲ့ဒါကတော့မိခိုရာမြို့အထိပြေးပြီးခိုလုံရတာဖြစ်ပါတယ်။ဒီကနေ့ခင်မှာရှိနေတဲ့ကျွန်တော်တို့အတွက်ကတော့သခင်ယေရှုခရစ်တော်ကို မိခိုအားပြုမယ်ဆိုရင် သခင်ယေရှုခရစ်တော်ကကျွန်တော်တို့ကို နားလည်ပေးတဲ့သူ ခွင့်လွတ်ပေးတဲ့သူ ကာကွယ်ပေးမဲ့သူဖြစ်ပါတယ်။အမားကျူးလို့မိတယ်ဆိုပြီးစိတ်သက်ကြစရာမလိုသလိုအရှုံးပေးစရာလည်းမလိုပါဘူး။သခင်ယေရှုထံပြေးဝင်ခိုလုံဖို့လိုပါတယ်။ဒါကြောင့်ဒီကနေ့အတွက်မိခိုရမျိုးနဲ့ပတ်သက်ပြီးအထူးမှတ်သားစေချင်တာကတော့မိခိုရမျိုးသည်ကလေးစားခြေချင်းအမှုမျိုးမရှိစေဖို့ရန်အတွက်ဘုရားသခင်ထားရှိတော်မျိုးဖြစ်တယ်။ မိခူရမြို့သည်အမတ်တမဲအဖြစ်ကျူးလွန်သူများအကာအကွယ်ရစေဖို့ရန်ထားရှိသောမြို့ဖြစ်တယ်။လူသားတိုင်းသည်အပြစ်တရားရဲ့ခိုင်းစေမှုကြောင့်ကိုယ်တိုင်းတော့အတိတ်နဲ့မသိဘဲအပြစ်ကိုလုံးမိနေသူများဖြစ်တယ်။ဒါကြောင့်ဒီလိုမျိုးကိုယ်တိုင်းအတိတ်နဲ့မသိဘဲအပြစ်လုံးမိနေသူများအတွက်လွတ်မြောက်ရာလမ်းကိုဘုရားသခင်ပြင်ဆင်ပေးထားတယ်။သခင်ယေရှုခရစ်တော်ဖြစ်တယ်။သခင်ယေရှုခရစ်တော်ကကျွန်တော်တို့အားလုံးကိုနားလည်ပေးတဲ့သူခွင့်လွှတ်ပေးတဲ့သူ။ ကာကွယ်ပေးတယ်သူဖြစ်တယ်။ဒါကြောင့်သခင်ယေရှုခရစ်တော်ရဲ့မေတ္တာတော်အောက်မှာလုံခြုံလွတ်မြောက်သောသူများဖြစ်နိုင်ကြပါစေ။ခနာလဆုတောင်းရအောင်။ယေရှုတင်တဲ့ဂရုရှင်ဖပါသခင်ခိုးလုံခွင့်ပေးသောကြောင့်ယေရှုတင်တယ်။ကျွန်တော်တို့လုံမိသည့်မာယွင်းမှုများပြင်းများကနစ်နာမှုများကြီးရှိခဲ့ပါတယ်။နာကျင်စေသည့်အရာများစွာရှိခဲ့ပါတယ်။ကိုရောအပြင်းများကိုခွင့်လွှတ်တော်မူပါ။ဂရုရှင်လက်တော်တည်းကအနံ့ပါ ်ရုရှင်ရဲ့ကုလုံကွင်းပြေးသောကြောင့်ကျွန်တော်တို့အပြစ်အတွက်ကိုစားပေးဆက်ခဲ့ခြင်းကြောင့်ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့တို့ရဲ့တန်ရှင်ခြင်းနဲ့ဆုံးနေစီလို့မှာပါ။ခင်ရှင်နာမနဲ့ဆုတောင်းပါတယ်ပါပြတဲ့ခင်အာမင်